K-pop ကြိုက်တဲ့မင်းသားကြည်ချမ်းဦးမင်းသားကြည်ချမ်းဦးဟာ K-drama လောကရဲ့ကရှရှပါပါအရှင်အသာပေးမင်းသားတစ်လက်ဖြစ်ပြီးသူ့ရဲ့ K2 Suspicious Partners Best Street Rocky drama တွေကတမကြီး drama တွေဖြစ်ကြပါတယ်ကြည်ချမ်းဦးဟာချော်မော်လွန်းတဲ့ရုပ်ရည်နဲ့ပျောက်မြောက်တဲ့သရုပ်ဆောင်ပညာအပြင်ကျင်နာတတ်တဲ့နှလုံးသားလည်းရှိတဲ့အတွက် ပြည်သက်တွေကအစင်းရောချင်းမှာပြည်စုံတဲ့မင်းသားအဖြစ်ချစ်ခင်ကြပါတယ်။ဒီချမ်းမှုကလည်းပြိုင်ဆိုင်မှုပြင်ထန်တဲ့အမှုပညာလောကထဲမှာလှုပ်ဖော်ကြိုင်ဘက်တဲ့အချင်းချင်းလက်တွဲခေါ်တတ်သလိုပြည်သက်တွေအပေါ်ကိုဆိုရင်လည်းနှွေးထွေးကျင်နာရင်းနှီးစွာဆက်ဆံပေးတတ်ပါတယ်။ဒီချမ်းမှုကဒိဋ္ဌိကျဲမင်းသားတစ်လက်ဆိုပေမဲ့သူကလည်းပဲတခြားသမန်လူတွေလိုပဲ K-pop ပြည်သက်တယောက်ဖြစ်ကြောင်းကို Vogue Thailand ရဲ့အင်တာဗျူးမှာထုတ်ဖော်ပြောလိုက်ခဲ့ပါတယ်။ ချီချောင်းမှုရဲ့အကြိုက်တွေကလည်းပြိသက်တွေအတွက်သူတို့ချေရတဲ့မင်းသားနဲ့အကြိုက်ချင်းတူဖို့မခက်ခဲလာပါဘူး။ချီချောင်းမှုကဘဲဖွဲ့တွေကိုအကြိုက်ဆုံးလဲလို့မေးတဲ့အခါမင်းသားကတုံဆိုင်နေခြင်းမရှိဘဲသူအကြိုက်ဆုံး K-pop အဖွဲ့တွေက BTS, New Jeans, IVE နဲ့ Lisa Rafin တို့ဖြစ်ကြောင်းဖြေပေးခဲ့ပါတယ်။ဒါအပြင်ဂျီချန်ဝူကသူ့ရဲ့အကြိုက်ဆုံး K-pop အချင်းကတော့ New Jeans ရဲ့ High Point ဖြစ်ကြောင်းကိုလည်းဖြေပေးခဲ့ပါသေးတယ်။ ဒါကလည်းသိပြီးအံ့ဩစရာတော့မရှိပါဘူး။ High Boy က K-pop လောကတစ်ခုလုံးမှာဘဝကွဲအောင်မြင်ခဲ့တဲ့သချင်းတစ်ပုဒ်ဖြစ်ပြီးပြည်သက်တိုင်းလေးကြိုက်ကြတာမို့အားလုံးကကြည်ချမ်းဝူရဲ့စိတ်ကိုနားလည်ချောင်းပြောဆိုနေကြပါဗျ။ကြည့်ရှုပေးကြတာကျေးဇူးတင်ပါတယ်ရှင်။